အားလုံးပဲမင်္ဂလာပါဗမ်းမီရှယ်ရင်မှာပြန်လည်ကြိုကြပါရခင်ဗျာမူခုတ်ကောက်ကွင်းကိုအလှခင်းနေတော့မှာလားစားတဲ့အကြောင်းကိုပြောလာတဲ့ကိုထူးမောင်ရဲ့ဗီဒီယိုကိုပြန်လည်မျှဝေပေးလိုက်ပါရခင်ဗျာပလောင်လနဲ့ပြန်တဲ့ပုံ DNA တွေကနောင်ချိုကြောင်မဲ့စီပေါ်မှာခွက်ထိုးခွက်လန်နဲ့ဆစ်ရှုံးပြီးတဲ့နောက်တမလို့ထိုးဆစ်ကြီးကလည်းမူခုတ်ကိုလာရောက်တိုက်ခိုက်တော့မယ်ဆိုတဲ့အချိန်မှာပဲကိုမင်းဆွေးနွေးပွဲမှာကိုအချိန်မြောက်အနေနဲ့အပြစ်ခတ်ရဲစေးကြီးစာချုပ်ချုပ်ဖို့ကိုစတင်ကြမ်းလှမ်းခဲ့တာဖြစ်ပါတယ် အပြစ်ခတ်ရဲ့စေရေးစာချုပ်ကတော့ပြီးခဲ့တဲ့အောက်တိုဘာ26ရက်နေ့ကစတင်အသက်ဝင်ခဲ့တာဖြစ်ပေမဲ့ဒီနေ့နိုဝင်ဘာ12ရက်နေ့အထိပလောင်လက်နက်ကိုင်ကောင် DNA တွေကမိုးကုတ်မြို့မှာရှိနေတဲ့တွင်းထွက်တင်ရန်သားတွေကိုဆက်လက်ပြီးလဝကြီးအုပ်စီမံနေစေဖြစ်တယ်ဆိုတဲ့သတင်းတွေကိုလည်းကြားသိရပါတယ်။အဲ့တော့ပလောင်လက်နက်ကိုင်ကောင် DNA ရဲ့အပြစ်ခတ်ရဲ့စေရေးစာချုပ်ကဘယ်ချိန်မှစုခွာရမယ်ဘယ်ချိန်မှမြို့ကိုလွှတ်ပြောင်းပေးအပ်ရမယ်ဆိုတဲ့ mandate နဲ့ပတ်သက်ပြီးဂျားထဲမှာရှိနေတဲ့အကန့်လေးဂျားထဲမှာရှိနေတဲ့ကာလာလေးတစ်ခုမှတောင်ပလောင်ရံဖက်သမားတွေက မိုးကွက်မှာရှိနေတဲ့တွင်းထက်ပြန်သားတွေကိုလဝက်ကြီးအုပ်ခြေလှယ်ပြီးကြောက်ခဲရင်ညစ်အနေနဲ့နောက်ဆုံးအချိန်ထိအကျိုးမြတ်တွေရရှိဖို့တောင်းရနေတာကိုလည်းကျွန်တော်တို့မြင်တွေ့ရပါတယ်။ဒါ့အပြင်တလောင်လက်နဲ့ဂိုင်းတဘုံ DNL ကအပြစ်ခတ်ရစဲရေးစာချုပ်ကိုချုပ်ဆိုလိုက်ပြီးမဲ့မိုးကွက်မြို့ကိုပြန်လည်လွှဲပြောင်းရမယ်ဆိုတဲ့အကြောင်းအရာရဲ့နောက်ဆက်တွဲမှာတော့ကလင်ကကြီးကြမှုနဲ့မတမာမှုတွေအများကြီးကိုမြင်တွေ့နေရပါတယ်။တလောင်ရမ်းဘက်သမားတွေကမိုးကွက်ကနဲ့စွန့်ခွာပေးရမယ်မိုးကွက်ကိုပြန်လည်လွှဲပြောင်းပေးအပ်ရမယ်ဆိုတဲ့အချိန်မှာပဲ NUG BB အုပ်စုတွေရဲ့အတုံးကြခံ PDF တွေကတပြိုင်နက်တည်းဆိုသလိုမိုးကုတ်ကိုကုတ်ကန်သွားမယ်ဆိုပြီးတော့လက်ရှိချိန်မိုးကုတ်မှာအဖွဲပေါင်း16000နဲ့ဝေဝေဆာဆာတဖွဲ့ဖွဲ့နဲ့လာရောက်ခုခံမှုပြင်ဆင်နေကြပြီဖြစ်ပါတယ်။အရှင်ကြာရှုံရင်လူတော်လိုင်းရေးတဲ့ခေါင်းစဉ်တွေမျိုးစုံတက်ကြေကြော်တန်တွေနဲ့ကိုဒေတာကိုရရွာမှာတိုက်ပွဲတွေပေါ်ဆောင်ပြီးတော့ဒေတာနဲ့တင်ရင်အေဂျင်ကြီးကိုဖျက်ဆီးခဲ့ကြတဲ့သူတွေအားလုံးကအခုတော့မိုးကုတ်မှာပဲသွားရောက်သူ့ဖွဲ့ပြီးတော့မိုးကုတ်မှာရှိတဲ့တင်းတဲ့ပြန်စားသားတွေနဲ့ ရရှိမဲ့ခွဲတန်းနေအတွက်မိုးကုတ်မြို့ကိုခုခံကာကွယ်သွားမယ်ဆိုတဲ့အခြေအနေမျိုးကိုဖန်တီးလျက်ရှိပါတယ်။တစ်ခါကပြန်ကြည့်ရင်ပလောင်လက်နက်ကန်သဘောင် DNL ရဲ့အပြစ်ခတ်ရစဲရေးစာချုပ်မှာနားမလည်စရာအချက်တွေအများကြီးမြင်တွေ့ရပါတယ်။ကိုကန့်သဘော MND ကလာရှုံမြို့ကိုပြန်လည်သုတ်ခွာတဲ့အချိန်လာရှုံမြို့ကိုပြန်လည်လွှဲပြောင်းတဲ့အချိန်မြို့လုံငန်းစဉ်တွေနဲ့ရန်နေရာတွေကိုလည်းနင်းနေဆန်းဆန်းဆောင်ရွက်သွားခဲ့တာဖြစ်ပါတယ်။ကိုကန့်သဘော MND ကလာရှုံမြို့ကို2025ခုနှစ်ဧပြီ22ရက်နေ့မှာမလွှဲပြောင်းခဲ့။နောက်ဆုံးရရှိတဲ့မန်းတွေက2025ခုနှစ်မတ်လ20ဝန်းကျင်ဖြစ်ပါတယ်။ တလနိဗ္ဗာန်အချိန်ရရှိခဲ့တဲ့အချိန်မှာပဲဒီတလနိဗ္ဗာန်အတွက်အကျမ်းမဲ့သမားတွေရဲ့လုပ်ငန်းစဉ်တွေအကျမ်းမဲ့သမားတွေရဲ့အုပ်ချုပ်မှုဉာဏ်တွေရတဲ့အားလုံးကိုကျဆန်းခဲ့ပြီးတော့တစ်ဖြည်းဖြည်းချင်းတစ်ဖွဲ့ဖွဲ့ချင်းဆုတ်ခွာသွားတဲ့အခြေအနေမျိုးကိုမြင်တွေ့ရပေမဲ့အခုလက်ရှိပလောင်လက်နက်ကန်ပုံ DNA ရဲ့အပြစ်ခတ်ရစေးစာချုပ်ချုပ်ဆိုမှုနဲ့အတူမိုးကုတ်ကနေပြန်လည်ဆုတ်ခွာရမယ်မိုးကုတ်ကိုပြန်လည်လွှဲတောင်းရတော့မယ်ဆိုတဲ့အခြေအနေမှာလက်ရှိအချိန်ထိပလောင်တွေရဲ့ဆုတ်ခွာမှုပလောင်တွေရဲ့လွှဲပြောင်းမှုတွေကလုံးဝမမြင်တွေ့ရဘူးဖြစ်ပါတယ် မြင်တွေ့နေရတဲ့အကြောင်းအရာကတော့ဘလောက်လက်နက်ကိုင်းတွေကို DNA တွေက uniform ပြောင်းဝတ်ပြီးမိုးကုတ်ကိုဆက်လက်ခုခံကာကွယ်သွားမယ်။မိုးကုတ်မှာရှိနေတဲ့အကျိုးအမြတ်တွေနဲ့အကျိုးစီးပွားတွေကိုအပ်ပြီးအုံညွန့်နိုင်ရေးဆက်လက်ပြီးလဝကြီးအောင်နိုင်ရေးတဲ့ NUGPD အုပ်စုတွေကိုတွဲဆောင်ချရောင်ပြီးတော့မိုးကုတ်ကိုခေါ်ယူခဲ့ပါတယ်။တစ်ဖက်မှာလည်းပြီးခဲ့တဲ့3လဝန်းကျင်တွေက NUGPD အုပ်စုကဒေါ်ဝေဆိုးနဲ့တာဖုံးကျော်ဒါအပြင်မန္တလေး PDF ကသုတ္တရောက်တို့သုံးဘွဲ့တွေ့ခဲ့ပြီးတဲ့နောက်မိုးကုတ်မြို့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးခုခံကာကွယ်ရေးရည်မှန်းချက်ထားရှိခဲ့ပါတယ်။ ။မိုးကမြို့ကိုနောက်ဆုံးအချိန်ထိခုခံကာကွယ်သွားမယ်ဆိုတဲ့ဘုံသဘောတူညီချက်ရှိခဲ့တယ်ဆိုပေမဲ့ကြောင်မဲနဲ့ဒီဘောကိုလက်လော့ခက်ရပြီးတဲ့နောက်မှာတော့ပလောင်လက်နက်ကန်ပုံ DNA ကကျိုးဝိုင်းထဲကနေထွက်ပြီးတော့ပြစ်ခတ်ရဲစေးရေးစာချုပ်ထုတ်ဆိုခဲ့တာပါ။ဒါပေမဲ့မိုးကမှာရှိနေတဲ့ brand များတွေနဲ့တင်းတက်တင်ဇာတာတွေရဲ့အကျိုးစီးပွားတွေကိုနောက်ွယ်ကဆက်လက်ပြီးတော့ပါဝင်ပတ်သက်နေမယ်ဆိုတဲ့အခြေအနေမျိုးအခင်းချင်းကလက်ရှိ brand များမြင်မိုးကမှာရှိနေတဲ့ Ruby Land ကောက်ကွင်းကိုမြေလန်နေတဲ့အခြေအနေမြေလန်နေတဲ့ကောက်ကွင်းတွေမှာမြေလန်နေတဲ့ကြောက်ကွင်းတွေမှာဆက်လက်ပြီး တက်ဝဲလှုပ်ရှားဒုဖော်နေတဲ့အခြေအနေကိုကြည့်ရင်းအဖြစ်မြင်တွေ့နေရပါတယ်။တော့တစ်ဖက်မှာတော့အပြစ်ခတ်ရဲစဲရေးကိုစာချုပ်ချုပ်ထားတယ်။အပြစ်ခတ်ရဲစဲရေးစာချုပ်ချုပ်ပြီး၄ရက်ဝင်းကျင်မှာပဲပလောင်ကျက်ဖက်သမားတွေရဲ့ခေါင်းဆောင်တာဖုံးကျော်ကအပြစ်ခတ်ရဲစဲရေးကအင်အားစုဖွဲ့ဖို့နဲ့သူတို့ရဲ့ညီမှန်းချက်အတိုင်းဆက်လက်ချိန်ပြတ်သွားမယ်ဆိုပြီးတော့နိုင်ငံတော်ကိုရောနိုင်ငံသားတွေကိုရောအပြစ်ခတ်ရဲစဲရေးစာချုပ်ကိုပါလည်းတည်ဆွတ်မှတ်မိမယ်ပြုလုပ်ခဲ့တာတွေကိုလည်းမြင်တွေ့ရပြီဖြစ်ပါ တဲ့နဲ့ဆိုသလိုပဲမိုးကုတ်မှာအဖွဲပေါင်းစုံလာရောက်ခုကန်တာတွေပြုတ်လုခဲ့တယ်။ဒီကျေအကြံဖက်သမားတွေထိန်းချုပ်ပြီးတဲ့အချိန်ကစပြီးတော့မီလန်ခံထားရတဲ့မိုးကုတ်။ဒီကဲနှစ်ပေါင်းများစွာတွေကနဝတာနာအဖအစိုးရဆက်ဆက်မိုးကုတ်မှာရှိနေတဲ့ရူဘီလန်ကောက်ကင်းဆိုတော့ကမိုးကုတ်ကြီးရဲ့ပြရုပ်တစ်ခုအနေနဲ့ရှိခဲ့တဲ့အခြေအနေပါ။ဒါပေမဲ့ပလောင်လန်နဲ့ကန်တဘောင် DNA လေးကမိုးကုတ်မျိုးကိုတိမ့်ပိုက်ပြီးထိန်းချုပ်ပြီးတဲ့နောက်တစ်ပတ်အတွင်းမှာပဲဝါရီကိုကနေနဲ့တရုတ်မှာရှိနေတဲ့တရားမဝင်ဝင်ရောက်တူပေါ်မှုတွေအားလုံးကိုလဝက်ကြီးအုပ်ခေါ်ယူသိမ်းခဲ့ပြီးတဲ့နောက်အကျိုးစီးပွားတွေကနေတဆင့် ရှယ်ယာတွေစက်ကြီးတွေကိုရယူနေခဲ့တာဖြစ်ပါတယ်။ခုကရရှိနေတဲ့အကျိုးစီးပွားတွေနဲ့ပဲပလောင်လက်နက်ကန်တော် DNL ကဝါကိုပေးပြရရှိတဲ့စစ်သုံးလေးစစ်အကျိုးတွေများစွာကိုဆက်နေရတာရှိတယ်လို့သူတို့ရဲ့အတုံးချခံတွေကိုစားဝတ်နေခြင်းနဲ့လက်နက်ကန်ဝယ်ယူမှုဒါအပြင်ဒီတက်တော့ရထိုးစစ်တွေကိုဟန်တားဖို့အတွက်ဝေကြီးပေါင်းများစွာကိုအသုံးပြုနေတာဖြစ်ပါတယ်။ပြောရရင်တော့ပလောင်လက်နက်ကန်တော် DNL အဓိကရေးသွားမြစ်ကမိုးဟုတ်မျိုးဖြစ်နေပါတယ်။ တဖက်မှာတော့နိုင်ငံရေးတကားတွေဖွင့်နိုင်ငံရေး PR တွေကြောင့်ပြစ်ခတ်ရက်စဲကြီးကိုစာချုပ်ချုပ်ဆိုလိုက်ပေမဲ့ဒီပြင်မှာတော့သူတို့ရဲ့ကြီးတောင်းမြစ်တွေကလက်ရှိအချိန်ကြီးစီးပင်းနေတယ်ဖြစ်ပါတယ်။မိုးကုတ်ကိုပြီးခဲ့တဲ့3လဝင်းကျင်တွေကတမရော်ကဟန်တမရော်ကထိုးစစ်ဆင်တိုက်ခိုက်မယ်ဆိုတဲ့စင်ရေးပြင်ဆင်မှုတွေကလည်းမိုးကုတ်မှာရှိနေတဲ့တင်ရုပ်တွေကိုးကန်တွေဝါတွေကစီမွားရေးသမားတွေနဲ့အတရားမဝင်တောင်းမြစ်ဒူးပေါနေတဲ့ကုမ္ပဏီတွေအားလုံးကစွန့်ခွာထွက်ခွာသွားကြပြီဖြစ်ပါတယ်။ဒါပေမဲ့ပလောင်လက်နဲ့ကိုင်းတဲ့ပုံတရားနယ်တွေကတော့နီးကိုဟန်နဲ့ ဒီမိုးကုတ်မြို့မှာရှိနေတဲ့တွင်တဲ့ပြန်စားသားတွေမိုးကုတ်ကောက်ကွင်းအပါအဝင်တခြားသောကြောင်းမြက်လုံးကွက်တွေအားလုံးကိုလဝင်ကြီးအုပ်ပြီးဆက်လက်တွပေါ်နေတယ်ဖြစ်ပါတယ်။တကယ်တမ်းတွက်ကြည့်မယ်ဆိုရင်အပြစ်ခတ်ရစေးရေးစာချုပ်ချုပ်ဆိုပြီးတော့မိုးကုတ်မြို့ကိုပြန်လည်လွှဲပြောင်းရမယ်ဆိုရင်မန်ဒိတ်ကဘယ်လောက်ရှိနေတယ်လဲဆိုတာကိုလည်းတိတိကျကျမသိရသလိုပြန်လည်လွှဲပြောင်းရမယ်ဆိုတဲ့အခြေအနေမျိုးမှာမိုးကုတ်မှာရှိနေတဲ့တွင်တဲ့ပြန်စားသားတွေဆက်လက်တွပေါ်မှုကတော်တော်လေးသက်သက်ရွှန်ရှားွဲကောင်းသလိုအမြင်အားဖြင့်လည်းမတင်သေးတာကိုမြင်တွေ့ရပါတယ်။ အပြစ်ခတ်ရစေးရေးစာချုပ်ချုပ်ဆိုပြီးတော့မုံကုံမြို့ရဲ့ပတ်ဝန်းကျင်မှာစစ်ရေးပြင်ဆင်မှုတွေစစ်ရေးလှုပ်ရှားမှုတွေစစ်ရေးအရာခုခံမှုတွေနဲ့စစ်ရေးအရာပြန်လည်စုဖွဲ့မှုတွေပြုလုပ်နေတာတွေကိုကြည့်ခြင်းအားဖြင့်ပလောင်လက်နက်ကိုင်တော်တီအန်အယ်ရဲ့အပြစ်ခတ်ရစေးရေးစာချုပ်ကဘလောက်အထိအင်္ဂလိပ်ကျတယ်လဲဆိုတော့ကျွန်တော်ညော်ဝါထင်နေမြင်တွေ့နေရပါတယ်။ဒါကပလောင်လက်နက်ကိုင်တော်တီအန်အယ်ကသူတို့ရဲ့ရေတောင်းမြေသူတို့ရဲ့အကျိုးစီးပွားတွေရှိနေတဲ့မုံကုံကိုအသေးအံခုခံကာကွယ်ဖို့ပြင်ဆင်နေတဲ့မြင်ကွင်းနဲ့ပလောင်လက်နက်ကိုင်တော်တီအန်အယ်ကသူတို့ရဲ့အကျိုးစီးပွားတွေနဲ့ဆက်ဆက်နေတာကိုမြင်တွေ့နေရပါတယ်။ ။ဟာလေအပြစ်ခက်ရက်စဲရေးတာကြုံတဲ့သူမိုးကုတ်ရောမိုးမေရောကိုပြန်လဲလက်လွတ်ရမှာဖြစ်တဲ့အတွက်မိုးကုတ်ကိုပြန်လဲလက်မလွတ်ရရင် UNG PP အုပ်စုတွေအသုံးချကြ PDF တွေနဲ့အတူမိုးမေမြို့ကိုပါဆက်လက်ခုခံကာကွယ်သွားမယ်လက်နဲ့တက်ဆင်ပေးသွားမယ်ဆိုပြီးတော့ကချင်လက်နက်ကိုင်တော်က KIAC ကအတန်ထွက်လာပြန်ပါလေ။အလုံးကနိုင်ငံရေးအကျိုးစီးပွားတွေပထဝီအနေထားရသူတို့ရဲ့ကြောလုံမှုတွေနဲ့သူတို့အပိုက်အဝင်သူတို့ရဲ့အကျိုးစီးပွားတွေကိုကာကွယ်ပေးနိုင်မှုကိုသာဆောင်ရွက်နေကြတာမြင်တွေ့ရပါတယ်။ မုံကောက်ကပလောင်လက်နက်ကန်တဘောင် DNL ရဲ့ရေတောင်းမြင့်ဖြစ်ပြီးတော့မုံမိတ်ကတော့တခြင်းလက်နက်ကန်တဘောင် KIA ထိန်းချုပ်ထားတဲ့မပိမျိုးအပြည့်ဝယ်ပေါက်တစ်ခုဖြစ်နေပါတယ်။ဒါကြောင့်အပြည့်ခက်ရဲ့စေရေးစာချုပ်အရသာမုံကောက်နဲ့မုံမိတ်ကိုပြန်လည်ပြောင်းမယ်ဆိုပေမဲ့လက်ရှိမြေပြင်အခြေအနေမှာတော့တမတော်စစ်ကြောင်းတွေရောနိုင်ငံဝန်ထမ်းတွေရောပြန်လည်ဝင်ရောက်ပြီးတော့အစိုးရကျန်းနေရလက်ပတ်နိုင်ရေးကတော်တော်ကြီးခက်ခက်ခဲခဲရှိနေပါသေးတယ်။အပြည့်ခက်ရဲ့စေရေးနဲ့ပတ်သက်ရင်တော့တမတော်ဘက်ကဘယ်တော့မှအပြည့်ခက်ရဲ့စေရေးစာချုပ်ကိုဖောက်ဖျက်မှာမဟုတ်ဘူးဖြစ်ပါတယ်။ဒီလိုအခြေအနေကိုအခွင့်အရေးယူပြီးတော့ပဲပလောင်လက်နက်ကန်တဘောင် DNA နဲ့အပေါင်းပါတွေက မိုးကုတ်မြို့မှာရှိနေတဲ့တင်းထက်တင်ဇာတတွေအပါဝင်မိုးကုတ်မြို့ကိုဆက်လက်ပြီးတော့ကြောက်တုပေါ်ရင်တဲ့တို့ရဲ့ရေတောင်းမြစ်တဲ့အကျိုးစီးပွားတွေကိုရှာဖွေနေတယ်ပဲဖြစ်ပါတယ်။အခုအချိန်မှာဆိုရင်တော့ပလောင်လက်နက်ကန်စုံ DNA တွေကအပြစ်ခတ်ရေဆေးရေးစာချုပ်ချုပ်ဆိုပြီးရတော့မိုးကုတ်ကောက်ဝင်းကိုတို့ရဲ့ဖွင့်ပြချက်နဲ့ဒေသခံတွေကိုဝင်ရောက်တုပေါ်ဝင်ပေးထားရဆိုတဲ့သတင်းတွေသာမကမှတ်တမ်းတွေဗီဒီယိုတွေဓာတ်ပုံတွေကိုလည်းရရှိပါတယ်။ဒီလိုမျိုးပလောင်လက်နက်ကန်စုံ DNA တွေကအပြစ်ခတ်ရေဆေးရေးကိုစာချုပ်ချုပ်ဆိုခဲ့တယ်။အပြစ်ခတ်ရေဆေးရေးစာချုပ်ချုပ်ဆိုပြီးမိုးကုတ်မြို့ကနေပြန်လည်ဆုတ်ခွာရတော့မှဖြစ် မိုးကုတ်မြုပ်ကနဲ့စောက်ခွာရတော့မယ့်အချိန်တလနေပါအတွင်းအခုလိုမျိုးတွင်းထက်တည်ရန်ဇာတာတွေပေါ်မှာလဝကြီးအုပ်နေခဲ့တာဖြစ်ပါတယ်တကယ်တော့မိုးကုတ်မြုပ်မှာရှိနေတဲ့တွင်းထက်တည်ရန်ဇာတာတွေနဲ့ကြောက်တွင်းတွေကိုဆက်လက်တူဖောက်ခွင့်ပေးခဲ့တယ်ဆိုပေမဲ့ပလောင်လက်နက်ကန်တပုံ PNL က uniform ပြောင်းဝေပြီးခန်းစစ်ပြင်တဲ့ပုံစံမျိုးခေါင်းစဉ်ပြောင်းပြီးတော့ဒေသခံတွေတူဖောက်ခွင့်ပေးထားတဲ့ဆိုတဲ့သဘောမျိုးနဲ့ကျေစုရှင်ပုံစံမျိုးတက်ရောက်စေပြီးတော့ဒီတွင်းထက်တည်ရန်ဇာတာတွေတူဖောက်နေတဲ့ဒေသခံတွေစီကနေအခွန်80ရာခိုင်နှုန်းယူနေတယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်ဒေသခံတွေစီကနေကြားသိရပါတယ် ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့မိုးကုတ် brand များမြေကောက်ဝင်းကိုမြေလံပြီးရရှိတဲ့ဂျုံအိတ်အိတ်တရာမှာ890ကတလောင်လက်နက်ကန်တော် DNA လေးကိုပေးရပြီးတော့အိတ်30ကသာလာရောက်တူဖို့တဲ့ဒေသခံတွေရရှိနေတယ်လို့ဆိုပါတယ်။အဲဒါအပြင်အရေးသေးကောင်းတဲ့ကြောက်တွေကိုရရှိပြီးရောင်းကိုရမယ်။တံမိုးဖြတ်လို့ရမယ်ဆိုရင်လည်းတလောင်လက်နက်ကန်တော် DNA လေးကတူဖို့ရရှိတာတွေ900ရာခိုင်နှုန်းကိုကျူးနေတယ်လို့သိရပါတယ်။ဆိုတော့လက်ရှိအပြစ်ခတ်ရစဲရေးစာချုပ်ပါသဘောတူညီချက်တွေကပါရီပါဝင်နေတယ်လည်းမသိရပါပဲ။ ဆလောင်လက်နက်ကင်တပုံ DNL ကတော့အပြစ်ခတ်ရက်စဲရေးစာချုပ်ချုပ်ဆိုလိုက်တဲ့အော်တိုဘာ29ရက်နေ့ကစပြီးတော့စီရင်လှုပ်ရှားမှုတွေပြန်လည်ပြုတ်လုလာတယ်။ပြည်ထက်ပြန်စားသားတွေကိုဆက်လက်တူဖို့မှုတွေပြုတ်လုလာတယ်။ခက်ရမ်းရမ်းပြောရမယ်ဆိုရင်တော့အပြစ်ခတ်ရက်စဲရေးစာချုပ်ကိုလက်မှတ်ထိုးပြီးတော့အကာအကွယ်ယူအတုံးချပြီးတစ်ဖက်မှာနောက်ွယ်ကအကျိုးစီးပွားတွေနဲ့စီရင်လှုပ်ရှားမှုတွေတမ်းတော်ကိုလည်းပြန်လည်တိုက်ခိုက်ဖို့အင်အားပြင်ဆင်မှုစုဖွဲ့မှုတွေပြုတ်လုနေတယ်ဆိုတဲ့အခြေအနေမျိုးကိုပြန်တွေ့နေရပါတယ်။ဒါကြောင့်မလို့လေအာနာရှင်တော်လန်ကြီးအာနာရှင်ပြုတ်ကြရေမြို့တော်လန်ကြီးခေါင်းစဉ်တက်ထားတဲ့ မြင်းညံတောင်သာနထိုးကြီးတဝိုက်ကတော်သားတွေဖြစ်တဲ့မြင်းညံဘလက်တိုက်ကားကအဖွဲ့ကြီးကိုတဲ့မြင်းညံတောင်သာနထိုးကြီးကစခန်းတွေကိုလက်လွတ်စွန့်ခွာပြီးတော့မိုးကုတ်မှာသွားရောက်ပြီးခန်းစစ်ပြင်ဆင်နေကြတာကိုလည်းမြင်တွေ့ရပါတယ်။ဒီလိုအခြေအနေကိုကြည်ချင်းအဖြစ်မိုးကုတ်မှာနောက်ကွယ်ကအချို့ပြွားတွေဘလောက်ရှိနေပါသလဲ။ဘလောက်လက်နဲ့ကန်တဲ့ပုံ DNL ကမိုးကုတ်မှာရှိနေတဲ့တင်းထက်တင်းသာသားတွေတဲကအချို့အမျက်ကိုဘလိုမျိုးခွဲဝေပေးထားပါသလဲ။ဒီကရဲသုံးလဝင်းရင်တွေကသွားဝေးတို့တောက်ပုံးကြော်နေဆိုးဆိုးတော့သူရဲ့တွေ့ဆုံမှုကနေတဆင့် ဒီကျိုးဝိုင်းလေးကနေတဖုံးကျော်နဲ့ဆလောင်လက်နက်ကန်တော် PNL ကထွက်လာပြီးတော့ပြစ်ခတ်ရက်စဲခဲ့ပေမဲ့မုံကုတ်မှာရှိတဲ့အကျိုးစီးပွားတွေကိုကောက်ွယ်ကြမယ်တူဖို့ကြမယ်ဆိုတဲ့ပုံသဘောတူညီချက်ကလက်ရှိအချိန်ကြီးအသက်ဝင်နေတဲ့ပဲဖြစ်ပါတယ်။ဒါကြောင့်မလို့သို့သော်သောဥဆောင်တဲ့အဖွဲ့တွေသို့ဝေဆိုးဥဆောင်တဲ့ NGO လောက်ကံပေးတဲ့အဖွဲ့အားလုံးကမုံကုတ်ချက်ပြင်းတဲ့တခြားမှာခံစစ်ပေါင်းများစွာပြင်ဆင်နေကြပါတယ်။မုံကုတ်နဲ့ဒီနောင်ချိုလန်မုံကုတ်နဲ့တောင်မဲလမ်းပိုင်းကလေကြီးလမ်းဆောင်လောက်ကနေစပြီးတော့လေခံစစ်တွေအကြီးအကျယ်ပြင်ဆင်နေတာရှိတယ်လို့ ပလောင်ရွာတွေရှိနေတဲ့နေရာကြီးချောင်းတစ်ချောက်ကနေတဆင်နဲ့ခံစစ်တွေပြင်ဆင်နေတာတွေရှိရဲဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။ဒါ့အပြင်တပ်မတော်ရဲ့စစ်ကြောင်းတွေရောက်ရှိနေတဲ့ဝါဖြူတော်ပေါ်တော်လမ်းဆောင်ကနေတဆင်တောက်လဲဘင်းကနေတဆင်ခလာရ148ပဝင်းကြီးကနေစပြီးတော့မိုးကုတ်ကြက်ပြင်းသေးတာတွေဒီပလောင်လက်နက်ကိုင်စုံ DNA လေးနဲ့အပေါင်းပါတွေကခံစစ်တွေပြင်ဆင်နေကြပါတယ်။ဒီနေရာမှာမြင်းညာတောင်းတာနထူးကြီးတဝိုက်က PDF တွေကိုလည်းမိုးကုတ်ထိသွားရောက်နိုင်တဲ့လမ်းကပွင့်နေတဲ့ရှိတယ်ဆိုတဲ့အချက်ကိုကျွန်တော်မျက်ခြင်မပြတ်ဖို့လိုပါတယ်။ တမ်းတော်ကမိုးကုတ်မြို့ရဲ့အဝင်လမ်းလေးဖြစ်တဲ့ပေါ်တော်လမ်းစုံဝါပြုတော်ကိုဖိတ်ထုတ်ထားပြီးဖြစ်ပေမဲ့မြင်းညာတောင်သာနထိုးကြီးသခိုင်းဖြစ်ဖို့ဝက်လက်ကပေးတဲ့တွေကမိုးကုတ်ကိုတိုက်ဆိုင်နေတဲ့ရောက်နေတယ်လို့ဖြစ်ပါတယ်။ဘယ်လမ်းကနေရောက်ရှိနေပါ့ဗျ။ကဲမိုးမိတ်လမ်းကနေရောက်ရှိနေလား။ဒါမှမဟုတ်ရင် မရိယာရဲ့အရှိတ်အချက်တော်လမ်းတွေကနေတဆင့်မိုးကုတ်ကိုချီတက်လို့ရတဲ့လမ်းတွေရှိနေပါသေးတယ်။ကျေးရွာချင်းဆက်လမ်းတွေတော်လမ်းတွေကနေတဆင့်မုတ်ကုတ်ကြက်ပြင်းနဲ့ပလောင်ရွာတွေကနေတဆင့်မုတ်ကုတ်ကိုဝင်ရောက်နိုင်တဲ့လမ်းဖြစ်နေသေးပဲဖြစ်ပါတယ် ဆိုတော့တပတ်မှာအပြစ်ခတ်ရက်စဲထားတယ်ဆိုပေမဲ့ပလောင်လက်နက်ကန်စပုံ DNA ကအပြစ်ခတ်ရက်စဲရေးစာချုပ်ကိုမလိမ့်တဲ့ဘန်တော့ကလင်ကကြက်လုတ်ပြီးတော့မိုးကုတ်ကအချိုးစီပေါ်တွေကိုဒုဖော်ဖို့တောင်းရနေတဲ့အခြေအနေကမိုးကုတ်ကောက်ကွင်းရဲ့ဒုဖော်မှုနဲ့ပတ်သက်ပြီးလည်းအများကြီးသက်ဆိုင်နေပါတယ်။ KSS အစိုးရအဆက်ဆက်လွတ်လပ်ရေးရပြီးအချိန်ကတွင်တော့နှစ်ပေါင်း80နီးပါအပြိုရေးမပြတ်ဖဲနဲ့မိုးကုတ်ရဲ့ပြားရုံအနေနဲ့ရှိခဲ့တဲ့ brand များကြီးကောက်ကွင်းကပလောင်ပေါ် DNA ရဲ့ပလောင်နိုင်ငံတော်ထူထောင်မယ်ဆိုတဲ့စိတ်ကူးရည်မှုအတွက် နောက်ပဲသာအကျိုးစီးပွားတွေတာဖုံးကျော်တာအိုင်ပေါင်တာကူးလန်တို့ရဲ့အကျိုးစီးပွားတွေအတွက်ညီလန်ခံခဲ့ရပါတယ်အပြိုကြီးပြက်ခဲ့ရတဲ့ကောက်ကွင်းကခုချိန်ထိလည်းအပြိုကြီးပြက်နေသေးပဲဖြစ်ပါတယ်80ကျော်80နေပါလှလပပနဲ့ရှင်တန်ခဲ့တဲ့မူကုတ်ကောက်ကွင်းကပလောင်ကျမ်းဖက်သမားတွေရဲ့လက်ထက်ရောက်တဲ့အချိန်90အမေလိုဘလပိုင်လိုက်ပြီးတဲ့နောက်အခုချိန်မှာတော့ဗတ်ပေါင်းစုံကနေညီလန်ထန်နေရပြီဖြစ်ပါတယ်။တကယ်တော့မုတ်ကုတ်ကောက်ကွင်းဧရိယာအခြေအေးဖြစ်ပါတယ်။အဲဧရိယာကိုတက်ကြည့်လိုက်မယ်ဆိုရင်ပေပေါင်း1000ကျော်နေပါရှိပြီးတော့ဧကနဲ့တွက်မယ်ဆိုရင်ဧက60နေပါရှိတယ်လို့ဒေတာကနေဒီကသိရပါတယ်။ ဒီအေက90အထက်မှာပလောင်လက်နက်ကန်တဲ့ပုံ DNA လေးထိန်းချုပ်ပြီးတဲ့ပြီးခဲ့တဲ့နှစ်2024ခုနှစ်ကလေးကစပြီးတော့တနည်းကျော်နေပါကိုကန်နေဝရတရုတ်ကတရားဝင်ဒုဖော်မှုကုမ္ပဏီတွေနဲ့အသေးအံတရားနေရာကြီးတွေနဲ့ဒုဖော်ခဲ့ကြတာဖြစ်ပါတယ်အခုလက်ရှိအချိန်မှာတော့ပလောင်လက်နက်ကန်တဲ့ပုံ DNA လေးကဒေသခံတွေကိုဒုဖော်ခွင့်ပြုတ်ပြီးကုန်သေးဆုံးနေတဲ့အခြေအနေမျိုးကိုမြင်တွေ့နေရတာပါဒီလိုမျိုးအကျံပတ်သမားတွေလုံချင်တဲ့လုံနေတဲ့မြင်ကွင်းတွေအကျံပတ်သမားတွေတရားမရှိဒါမရှိတူပုံနေတဲ့မြင်ကွင်းတွေကို စစ်သေးဆောင်သွားကြတဲ့မုတ်ကုတ်ဒေတာကန်တွေအားလုံးကမြင်ပြီးတော့ယင်တနာနာတုတ်တက်တက်တက်နဲ့ဖြစ်နေကြရပါတယ်။ဒါကြောင့်မလို့မုတ်ကုတ်မြို့မှာရှိနေတဲ့မုတ်ကုတ် brand များမြေကောက်ခွင်းအပါဝင်မုတ်ကုတ်မှာရှိတဲ့တွင်းထက်တင်စားသားတွေ brand များတွင်းနေအားလုံးကိုအကြမ်းဖက်တွေကဆက်လက်တွန်းပေါ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးလိုအပ်သလိုအေးအေးယူဆောင်ရွက်သွားဖို့တော့တင့်နေပြီးအချိန်ကျနေပြီလို့ဆိုရမှာဖြစ်ပါတယ်။အားလုံးကလည်းမုတ်ကုတ်ကောက်ခွင်းကိုပြစ်ထားတော့မှလားဆိုတဲ့ဆိုရင်ပုံပန်မှုတွေလည်းမြင့်တက်လျက်ရှိပါတယ်။မုတ်ကုတ်ကောက်ဝင်းရဲ့လက်ရှိတူဖို့မှုကမရက်တက်နိုင်ဘူးဆိုလို့ရှိရင်မုတ်ကုတ်မြို့ရဲ့နောက်ဘက်မှာရှိနေတဲ့တောင်ကျောတွေကနေစပြီးတော့ ပတ်ဝန်းကျင်တခုလုံးပြည့်စည်သွားကြတော့မှာဖြစ်ပါတယ်။ပလောင်တွေကသူတို့ရဲ့ခေါင်းစဉ်ကြောင့်ဒုဖော်မှုတွေကအခွန်ခါတွေရရှိနေတဲ့ဆိုပေမဲ့ဒေသခံတွေကလည်းပလောင်တွေရဲ့အကျိုးစီးပွားတွေကိုဆက်လက်ဆောင်ရွက်ပေးနေတဲ့အပြန်အလှန်အကျိုးသက်ရောက်မှုရှိနေပါတယ်။တမောကလည်းအပြစ်ခတ်ရေးဆေးရေးစာရုပ်ထုတ်ဆိုပြီးတဲ့အချိန်ကစပြီးတော့ပလောင်အကြမ်းဖက်တွေရဲ့ဌာနချုပ်ရှိတဲ့နမ်ဆန်နမ်တို့မန်တုံဒေသတွေကိုလည်းလေကြောင်းတိုက်ခိုက်မှုလုံးဝရပ်တန့်ပေးခဲ့တယ်။ပြန်လေလွှဲကြောင်းပေးရမယ်ဆိုရင်မိုးကုတ်မိုးမိတ်ဒေသတွေကိုလည်းလေကြောင်းတိုက်ခိုက်မှုလုံးဝကိုရပ်တန့်ပေးခဲ့တာဖြစ်ပါတယ် ဒီကြောင်တိုက်ခိုက်မှုရက်တန့်ပေးခဲ့တာကိုအခွင့်အောင်းယူပြီးတော့ပလောင်လက်နက်ကိုင်းတဘုံ DNA ဒီကစီးရီးပြင်းစုံမှုအများပြားလဲပြုလုပ်နေသလိုတစ်ဖက်မှာလည်းပြင်းထန်တင်ရန်ဇာတာတွေကိုအထံအတားမရှိအကြောက်လန့်မရှိချိန်ချောက်မှုမရှိဘဲနဲ့သူ့ပေါ်နေကြတာကိုမြင်တွေ့ရပါတယ်။ပုံမှန်အားဖြင့်တမတော်လေးရဲ့ဒီကြောင်ကင်းထောက်မှုတွေလေရင်ပြန်ဝဲပြီးတော့ကင်းထောက်မှုတွေကြောင့်အကြမ်းတမားတွေရဲ့နေ့စဉ်ဖြတ်တန်းမှုဘဝတွေမှာချိန်ချောက်ခံနေရတယ်။အကြောက်တရားတွေနဲ့ဖြတ်တန်းနေရတယ်ဆိုပေမဲ့အခုအပြစ်ခတ်ရက်စေးရေးစာချုပ်ချုပ်ဆိုပြီးတဲ့အချိန်ကစပြီးတော့ အကြံဖက်သမားတွေမှာအကြောက်တရားချင်းချောက်နိုင်တဲ့အရာမရှိတော့ဘူးဖြစ်နေပါတယ်။တမောရဲ့အပြစ်ခတ်ရေးစေးရေးစာချုပ်ကအကြောင်းအရာအရာဒီကြောင့်တိုက်ခိုက်မှုမပြုလို့ရဘူးဆိုတော့ခေါင်းစဉ်တစ်ခုအောက်မှာကျန်ဖက်သမားတွေကဒါကိုအခွင့်အောင်းယူပြီးတော့စေးရေးပြင်ဆင်မှုနဲ့တပြိုင်တည်းတစ်ဖက်ကဒီတောင်းမြစ်တွေကိုဆက်လက်ပြင်ဆင်အောင်ဆောင်ရွက်နေတယ်ဖြစ်ပါတယ်။ဒါကြောင့်မလို့အပြစ်ခတ်ရေးစေးရေးစာချုပ်ကအကြောင်းအရာကဘယ်လိုမျိုးဆက်ရှိနေပါသလဲ။လက်ရှိကြားသိလာရတဲ့သတင်းတွေကတော့အပြစ်ခတ်ရေးစေးရေးစာချုပ်ရပလောင်လန်းနဲ့ကန်တော် BNL တွေကသူတို့ရဲ့အုပ်ချုပ်ရေးအကြံဉာဏ် လာမယ့်နိုဝင်ဘာ20ရက်နေ့မှာအပီးတန်ရက်သေးရမှာဖြစ်ပြီးတော့နိုဝင်ဘာ25ရက်နေ့မှာမိုးကုတ်မြို့နယ်ဆုတ်ခွာပေးရမှာဖြစ်ပါတယ်။ဂျာထဲမှာရက်ပေါင်း10ရက်ကျော်ကျော်သာကျန်ရှိတဲ့အခြေအနေတမ်းတော်စစ်ကြောင်းတွေနဲ့နိုင်ငံဝန်ထမ်းတွေမိုးကုတ်နဲ့မိုးမိတ်ကိုပြန်လည်ဝင်ရောက်ဖို့အခြေအနေကဖြစ်နိုင်ပြီလားလို့ကြည့်မယ်ဆိုလို့ရှိရင်လုံယုံရေးရလုံးဝမဖြစ်နိုင်ဘူးဖြစ်ပါတယ်။တမ်းတော်စစ်ကြောင်းတွေနဲ့နိုင်ငံတရင်တက်ဖွဲ့တွေပြန်လည်အခြေချဖို့နိုင်ငံဝန်ထမ်းတွေဆိုရရန်ရန်တစ်ခုလုံးကိုလေပတ်နိုင်ဖို့တဲ့ဘလို့မှမဖြစ်နိုင်တဲ့အခြေအနေပါ။ဒါကြောင့်ပါလဲ။ NUG PP အုပ်စုတွေရဲ့တုံးချခံ PDF အဖွဲ့ပေါင်းများစွာကမုံကုတ်မြို့ကိုလက်မလွတ်ကြရေးအတွက်ခုခံမှုတွေပြင်ဆင်မှုတွေစံခံစစ်ပြင်ဆင်တာတွေပြုလုပ်ရရှိပါတယ်။ဒါကြောင့်ပလောင်လက်နက်ကန်စပုံ TNL လေးမုံကုတ်ကနေလွှဲပြောင်းမယ်ဆိုတဲ့အခုနိုဝင်ဘာ20နဲ့25ရက်ကြာကာလတွေကသိရအခြေအနေနိုင်ငံရေးအခင်းအကျင်းကိုပြန်ကြည့်ရင်တော့မုံကုတ်မြို့ရဲ့အနာဂတ်ကလုံးဝကိုသိမသက်မသာဖြစ်စေရပါပဲ။အပြစ်ခတ်ရဲစဲရေးစာချုပ်ကိုပလောင်လက်နက်ကန်စပုံ TNL လေးလက်မှတ်ထိုးထားတဲ့ဆိုပေမဲ့ တစ်ဖက်ကမန္တလေး PDF နဲ့ဇော်ဝေသိုးဦးဆောင်တဲ့ NUG ပြည်ပြည်အုပ်စုတွေရဲ့နောက်ခံ PDF တွေကတက်လက်ခုခံသွားမယ်ဆိုတဲ့ပညာချက်တွေကလည်းတရားဝင်ရေးသားထုတ်ပေါ်လာတာကိုမြင်တွေ့ရပါတယ်။ဒါတွေကနိုင်ငံတော်နဲ့နိုင်ငံသားတွေကမကအပြစ်ခတ်ရဲစဲရေးစာချုပ်ကိုပါငရဲ့တပေးစွန့်နေတာဖြစ်တဲ့အတွက်ဘယ်လိုမျိုးဆက်လက်ဆောင်ရွက်သွားမလဲဆိုတာကိုစိတ်ဝင်စားဖို့ကောင်းစွာနဲ့စောင့်ကြည့်ကြအောင်ပါဖြစ်ပါတယ်။ဒီထဲကနေမှဆိုလိုရင်းကိုပြန်ဆက်ရရင်တော့ပလောင်လက်နဲ့ကင်တဘော DNL ရဲ့ခွင့်ပြုချက်နဲ့တူဖို့နေတဲ့မိုးကုတ်ကောက်ကွင်းကတွင်းထက်တင်ရန်သားတွေဗရန်ညာတွင်းတွေကိုအလားကြည့်ထားတော့မှလားဆိုတဲ့အခြေအနေပဲဖြစ်ပါတယ်။ အပြစ်ခတ်ရဲစဲရေးသွားရုပ်ချုပ်ဆိုထားမယ်ဆိုရင်အကြမ်းဖက်သမားတွေရဲ့သူတို့ထိန်းချုပ်ထားတဲ့ဒေသမှာစီမံအုပ်ချုပ်ခွင့်ရှိထားပါသလားဒါမှမဟုတ်ရင်အကြမ်းဖက်သမားတွေရဲ့ဒီလိုမျိုးတရားမဝင်သူယူဖို့မှုတွေရဲ့နောက်ဆက်တွဲတာဝန်ခံရမယ့်ကိစ္စတွေကိုပဲဆောင်ကြည့်သွားရမလားဆိုတာဝန်ဆွဲမရဖြစ်လာပါတယ်ဒါပေမဲ့လက်ရှိမိုးကုတ်မှာရှိနေတဲ့ brand များမြေကောက်ကွင်းညီလန်ရဲ့မြင်ကွင်းတွေညီလန်ရဲ့ပုံရိပ်တွေကိုမြင်တွေ့ရတာကအင်မတန်ရှင်းသာပြကောင်းလာပါတယ်ဒီလိုမျိုးမြေလန်နေတဲ့အကြမ်းဖက်သမားတွေရဲ့ရေတောင်းနေကြတဲ့စီးစင်းတွေမှာဖြစ်ပြီးတော့လိုအပ်တဲ့လက်နဲ့ခေရန် အကြမ်းဖက်သမားတွေရဲ့နေ့စဉ်တုံ့ဆဲနေတဲ့သက်သုံးစီရန်နေရာတွေနဲ့စားလည်နေအင်တာနက်တွေအသုံးပြုတဲ့အခွန်အခတွေလိုတဲ့လက်နဲ့ခဲရန်ဝယ်ယူမှုတွေနဲ့စားနဲ့ရိတ်ခါဖြည့်ဆည်းမှုတွေအလုံးကိုဒီကားကြတဲ့အကျိုးမြတ်တွေနဲ့ပဲဆောင်ရွက်နေကြဖြစ်ပါတယ်။ဒါရီတက်ပို့ပြီးတော့မိုးကုတ်မှာရှိတဲ့ပလောင်လက်နဲ့ကိုင်းတဲ့ပုံ DNA ရဲ့အသုံးချခံတွေကတခြားဒေတာတွေသူတို့ရဲ့ရက်ရွာတွေကစကန်တွေအလုံးကိုလက်လွတ်ပြီးမိုးကုတ်မှာခံစစ်ဒေတာရောက်ပြင်ဆင်ကြတဲ့အခြေအနေကလက်ရှိအပြစ်ကရစ်စေးစာချုပ်ကိုအများကြီးတန်လျက်ဝင်လာစေပါတယ်။ အကြမ်းဖက်သမားတွေရဲ့နိုင်ငံရေးချူတော့နိုင်ငံရေးစီရင်နိုင်ပါမှုနဲ့လောဘသောမတတ်နိုင်မှုတွေရဲ့နောက်ဆက်တွဲမှာတော့အပြစ်ခတ်ရက်စဲရေးစာချုပ်ကတလားမပြည့်ခင်မှာပြန်လည်ပြည့်ပြည့်သွားနိုင်တဲ့ပုံစံနဲ့တက်ရောက်ပါတယ်။ဒါကတော့စောင့်ကြည့်သွားရတဲ့အခြေအနေတစ်ခုဖြစ်ပေမဲ့မိုးကုတ်ခောက်ခွင်းအပါဝင်တခြားသောပြင်းထန်တဲ့ဇာတာတွေကိုပလောင်လက်နက်ကန်တဲ့ပုံ DNL ရဲ့ခွင့်ပြုချက်နဲ့တူပေါ်နေတဲ့အခြေအနေမျိုးကိုရပ်တန့်သင့်ပြီဖြစ်ပါတယ်။လောဘတလို့စောင့်ရက်သွားဖို့အချိန်ကြပြီဖြစ်တယ်လို့ဆိုရမှာဖြစ်ပါတယ်။ဒီလိုမျိုးပလောင်လက်နက်ကန်တဲ့ပုံ DNL ရဲ့လက်နက်ကန်လမ်းစဉ်နဲ့ နိုင်ငံတော်မှာရှိနေတဲ့တင်းတဲ့တင်ဇာတာတွေကိုတူးကျင်တယ်လို့တူဖို့ကျင်တယ်လို့ပေါ်ပြီးတော့အကျိုးစီးပွားကိုအသုံးပြုနေတာတွေကိုရပ်တန့်ဖို့အချိန်ကြပြီဆိုရဲအကြောင်းအရာနဲ့ပတ်သက်ပြီးနိုင်ငံသားတွေအားလုံးကအားမလို့အားမရဖြစ်နေကြပါတယ်။အပြစ်ခတ်ရစဲရေးစာချုပ်နဲ့ပတ်သက်ပြီးတော့လည်းစိတ်ဝင်စားမှုတွေမြင့်တက်လျက်ရှိတယ်လို့တလောင်ကျန်းဖက်သမားတွေရဲ့မိုးကုတ်မိုးမိတ်နဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းစောင့်ကြည့်သွားရမယ့်အခြေအနေမျိုးတွေကရောက်ရှိနေပြီပဲဖြစ်ပါတယ်။ဒါကြောင့်မိုးကုတ်မှာရှိနေတဲ့ဒီဗရန်များကြီးကောက်ကွင်းမိုးကုတ်မှာရှိနေတဲ့ဗရန်များကြီးကောက်ကွင်းကလုံပတ်တွေနဲ့ပတ်သက်ပြီး ဘယ်ချိန်ထိခွင့်ပြုထားမှာလဲဘယ်ချိန်ထိလက်လွတ်ထားမှာလဲမိုးကောက်မှာရှိနေတဲ့တွင်းထွက်တင်ရဇာတာတွေကိုဘယ်ချိန်ထိမတိကျုံကျုံပြုတ်နေအောင်မှာလဲဆိုတဲ့မိကုန်းတွေကလည်းနေတင်နေဆိုသလိုသက်ပေါင်းကြောင်ကနေကြာတိနေရပြီဖြစ်ပါတယ်ဆိုတော့မိုးကောက်မျိုးရဲ့အနာကဘရန်များနေကောက်ကွင်းရဲ့အပြူရည်ပြတ်သွားတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးဆောင်ရွက်သွားမလဲဆိုတာကတော့ကျွန်တော်ဆက်လက်စောင့်ကြည့်သွားရမယ့်အခြေအနေတစ်ခုသာဖြစ်ပါတယ်လို့တလို့ဆောင်ရွက်သွားဖို့တွေကိုတောင်းဆိုတဲ့အနေနဲ့ညံ့ညံ့ထွက်လာတဲ့ဆိုပေမဲ့ လက်ရှိအခင်းကျင်းနိုင်ငံရေးစည်ရေးအခင်းကျင်းကတော့တင်းတင်းမွန်းမွန်းနဲ့ပဲစီစဉ်နေတဲ့တွာလာနေတဲ့အသက်ဝင်နေတဲ့ဖြစ်တဲ့အတွက်မြို့နယ်ပတ်သက်တဲ့ပြည်နယ်လက်ချောင်းကြီးကတော့လာမယ်။နိုဝင်ဘာ25ရက်နေ့နောက်ပိုင်းကိုစိတ်ဝင်စားဖို့ကောင်းစွာနဲ့စောင့်ကြည့်သွားရအောင်ပါဖြစ်တဲ့ဆိုရဲအကြောင်းအရာနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါပဲဖြစ်ပါ။နောက်ဆုံးရစီရီသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော် channel လေးကို subscribe လုပ်ထားပြီးတော့တောင်းဆိုပါရခင်ဗျာ။